ရွှေကုတ်ကိုနေမြေအတွင်းတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသား346ဦးထပ်မံထိန်းသိမ်းခဲ့ပြီးဇန်နဝါရီ30ရက်ကနေနိုဝင်ဘာ19ရက်အထိတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း11186ဦးရှိရလို့သိရပါတယ်။ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တဲ့ပြည်ပနိုင်ငံသား346ဦးကိုမြရီမြို့နယ်ပူလဲပူကျေးရွာအုပ်စုရွှေကုတ်ကိုမြိုင်ကျေးရွာအတွင်း လုံထင်းဝင်းမာရှိတဲ့အဆောက်အဦမှာထိမ့်သိမ်းထားရှိပြီးတရားမဝင်ပြည်ပနိုင်ငံသားစစ်စည်းအဖွဲ့ကစစ်ဆေးခဲ့ရာပြည်ပနိုင်ငံသား200ကို စစ်ဆေးနိုင်ခဲ့ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြန်လည်လွှဲပြောင်းနိုင်ရေးဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။ 2025ခုနှစ်ဇန်နဝါရီ30ရက်ကနေနိုဝင်ဘာ19ရက်အထိမြန်မာနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားစုစုပေါင်း11186ဦးထိန်းသိမ်းနိုင်ခဲ့ပြီး11040ဦးကိုစစ်ဆေးခဲ့ကာ၎င်းတို့အနက်6988ဦးကိုထိုင်းနိုင်ငံကနေတဆင့်သက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံလီးတွေနဲ့အညီစနစ်တကျပြည်နယ်လွှဲပြောင်းပေးခဲ့ပြီးကျန်ရှိတဲ့ပြည်ပနိုင်ငံသား1200ဦးကို သက်ဆိုင်ရာနိုင်ငံတွေကိုလှည့်ပြောင်းပေးဖို့အသင်းဖြစ်နေပြီဖြစ်ကြောင်းနဲ့၎င်းတို့ကိုကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားရလို့သိရပါတယ်။